မင်္ဂလာပါရှင်2025ခုနှစ်ဇွန်လ20ရက်နေ့ရဲ့ညနေခင်းသတင်းလေးကိုတင်ဆက်ပေးပါမယ်ကျမကတော့မမှုပါရှင်ဆစ်ရှုံကောင်စီလက်ထက်မှာဖြစ်ပျက်နေတဲ့မြင်ကွင်းရုပ်သံဖိုင်တစ်ခုကိုကြည့်ရှုကြရမှာပါတောင်တာမြို့နယ်မှာတော်လန်ရဲတပ်တွေကလုံခြုံရေးစစ်ဆေးနေစဉ်ကာပါစာ20နှစ်မှတက်ချက်ကြီးအောင်မျိုးကိုအရှင်ဖမ်းမိလိုက်ပါတယ်စစ်တပ်ရင်တန်းတိုက်ခိုက်ခံရပြီး၅ဦးသေဆုံးကခရရနဲ့ရိတ်ခါတွေတင်းစီရမိတယ်လို့သိရပါဗျ။ပလဲမြို့နယ်ကန်တောက်ရဲစခန်းသိမ်းတိုက်ပွဲမှာ ဓာတ်ပုံများထုတ်ပြန်လာပြီးတော့မဟာမိတ်တပ်တွေနဲ့အတူ PLA အမျိုးသမီးရဲဘော်တွေပါ ပါဝင်တိုက်ခိုက်တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ချင်းတော်လိုက်ရဲ့လက်နက်ကင်တွေအားလုံးစုစည်းညီညွတ်စွာဖြင့်ဘုံရန်သူစစ်ကောင်စီကို တော်လန်တိုက်ထုတ်ရန်ချင်းတပ်ဖွဲ့၁၈ခုကပူးတွဲကြီးညာလိုက်ပါတယ်။ Rigor မျိုးနေအိမ်မှာမိုင်းရှင်းလင်းရေးအတွက်ငွေကြေးပေးရတယ်လို့ဒေတာခန်တွေကပြောပါတယ်ရှင်။ဒီသတင်းတွေနဲ့အတူဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ပထမဆုံးသတင်းတပုတ်အနေနဲ့စစ်ရှုံးကောင်စီလက်ထက်မှာဖြစ်ပျက်နေတဲ့မြင်ကွင်းကို တွေ့ရမှာပါ။ကိုရင်ဒါမှမဟုတ်ဖုန်ကြီးနှစ်ပါးမှာတပားကကောင်မလေးနဲ့တွေ့နေတာကိုတပားကထီးနဲ့ क्वे ပေးထားတာဖြစ်ပါတယ်။လူသွားလူလာတွေရှိတဲ့နေရာတစ်ခုလို့ယူဆရပါတယ်။ဒါဟာတန်ကအတူအယောင်ကြီးရဲ့သာသနာပေါ်စော်ကားတဲ့ဖြစ်ရပါ။အင်မတန်ရုပ်ဆိုးအကြီးတန်ပါတယ်။အရင်ရက်ကဆိုရင်ចောင်းသူလေးတအူကို အခြားចောင်းသူတွေက အုပ်စုဖွဲ့အနိုင်ကျင့်နေတဲ့ရုပ်သံဖိုင်တစ်ခုကိုလည်းတွေ့ခဲ့ရပါသေးတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းတောင်သာမြို့နယ်အတွင်းမှာရှိတဲ့လမ်းပိုင်းတစ်နေရာမှာလုံခြုံရေးစစ်ဆေးနေစဉ်စစ်ကောင်စီတပ်မှတက်ချက်ကြီးအောင်မျိုးကိုအရှင်ဖမ်းဆီးရရှိခဲ့ကြောင်းတောင်သာမြို့နယ်ပကဖမှတာဝန်ရှိသူတို့ကပြောပါရတယ်။ ဇွန်လ18ရက်နေ့ကတောင်တာမြို့နယ်အတွင်းမှာရှိတဲ့လမ်းပိုင်းတနေရာမှာတောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်တွေကလမ်းပိုင်းလုံခြုံရေးစစ်ဆေးမှုပြုလုပ်စဉ်မှာဘကိုးတိုင်းတာကရတက်မတော်အကြီးစားစက်ရုံမှာတာဝန်ထမ်းဆောင်နေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်ခံတက်ချက်ကြီးအောင်မျိုးကိုမြမစီပွားရေးဘန်းစာအုပ်မပုံတင်ရင်မောင်းလိုင်စင်တမတ်သားရွှေလက်စွပ်တကွင်းတို့နဲ့အတူဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်သူကဘကိုးတာကရဘက်ကနေ မကွေတိုင်းပခုတ်ကူခရိုင်မြိုင်မြို့နယ်ဘက်ကိုမြမစီပွားရေးဘက်မှအထားတဲ့ငွေကြေးလေးထုတ်ရင်းနဲ့ခွင့်ယူသွားတာလို့သိရတယ်။လက်ရှိတော့သူ့ကိုဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေတယ်။သူ့စီကတည်င်းအချက်လက်ဘာညာရဖို့စစ်ဆေးနေတော့မှလို့တောင်တာမြို့နယ်ပါကာဖာမှာတာဝန်ရှိသူကပြောပါတယ်။တောင်တာမြို့နယ်အတွင်းမှာ မြို့ပေါ်အေရိယာကလွဲပြီးတော့ကျေးရွာတွေနဲ့မြို့နယ်အထက်အချာကျတဲ့လမ်းတွေကိုတော်လန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားကတော်လန်ရေးတပ်တွေနဲ့စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်ရှင်။ဆက်လက်ပြီးပဲခူးတိုင်းတောင်ငူမြို့နယ်ထိုးဝါချောင်းကျေးရွာအနီးတောင်ငူလိတ်တူလမ်းမှာစစ်ကောင်စီတပ်ရင်တန်းတိုက်ခိုက်ခံရပြီးတော့တေဆုံးသူရှိကကြည်မျိုးစုံနဲ့ ရိုက်ခါတွေလည်းတင်းစီရရှိခဲ့တယ်လို့ဒီကနေ့ဇွန်လ20ရက်နေ့မှာတောင်ငူခရိုင်တက်ရင်3500နစ်တက်ခွဲတက်ကသတင်းထုတ်ပြန်ထားပါတယ်။ဇွန်လ18ရက်နေ့မနက်9နာရီမှာလိတ်တူကနေတောင်ငူဘက်ကိုပြန်ဆင်းလာတဲ့ကား၅စီးနဲ့အင်အား80ကျော်ပါတဲ့ရင်နှန်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်မှုမိနစ်40ခန့်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။တောင်ငူကနေကနီချောင်းကနေတဆင့်လိတ်တူထုံးမိုကြီးကျော်ကိုစစ်ကြောင်းဝင်နေတာအဲဒီစစ်ကြောင်းကိုချောင်းနေရာကနေ လက်တူဘက်ကဆင်းလာတဲ့ကားတောင်းကိုတွေ့လို့ပြစ်လိုက်ကြတာလို့တောင်ငူခရိုင်တက်ရင်3500နှစ်ပြန်ကြားရေးတာဝန်ခံကိုစွန်ရဲကပြောပါတယ်တိုက်ပွဲတွင်မှာစစ်ကောင်စီဘက်ကငေါ့ထက်မနေတေဆုံးတာကိုမြေပြင်တပ်ဖွဲ့တွေရဲ့တွေးရှိချက်အရအတိပြုနိုင်တယ်လို့ဆိုပါတယ်။ဒါ့အပြင်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြံခဲ့တဲ့60မှတ်မှ5လုံး၊ကြီမျိုးစုံ900 M14 mine 4လုံး လက်ပစ်ပုံ၄လုံးစကားပြောဆက်၄လုံးကြီပေါက်၄ခုဖုန်း၃လုံးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအုံပြုမဲ့ရိတ်ခါအချို့နဲ့မြေတဲကားတစည်းတို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုကို တရင်3502တခွဲ1တခွဲ2 KNU တမဟာ2တရင်5လက်အောက်ခံကနီးဂျားဒေတာကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါဗျ။ ပြည်ခရဲဇွန်လ23ရက်နေ့နဲ့24ရက်နေ့မှာလဲတောင်ငူဘက်ကနေအင်အား200ခန့်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ထိုးဝါချောင်းစိတ်ကုံနဲ့ထုံးမိုကြီးကျေးရွာအနီးမှာတိုက်ပွဲဖြစ်ခဲ့သေးတယ်လို့ကိုစွန်ရဲကပြောပါတယ်။တိုက်ပွဲတွေကြောင့်စိတ်ကုံထုံးမိုကြီး ထိုးဝါချောင်းကျေးရွာတွေကဒေသခံ3500ကျော်ဟာနေရစွန့်ကွာထွက်ပြေးနေရတာတပတ်ကျော်ရှိနေပြီးတော့စစ်ကြောင်းကလည်းအဲ့ဒီကျေးရွာအနီးမှာဇွန်လ20ရက်နေ့ဒီကနေ့အထိလက်ပတ်သွားလာနေကြောင်းဒေသခံတွေက နေရမပြောင်းနိုင်သေးဘူးလို့လည်းသိရပါရဲ့ရှင် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းပလဲမြို့နယ်ကန်တော့ရဲစခန်းကိုတိမ့်ပန့်ရရှိထားတဲ့ဓာတ်ပုံထုတ်ပြန်လိုက်ပြီးတော့တော်လိုင်းရေးမဟာမိတ် တပ်ဖွဲ့တွေနဲ့ဒူ PLA အမျိုးသမီးရဲဘော်များပါပါဝင်တိုက်ခိုက်ကြောင်းပြည်သူ့လူမျိုးရေးတပ်မတော် PLA ကဇွန်လ20ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ကန်တော့ရဲစခန်းကိုပြီးခဲ့တဲ့ဇွန်လ2ရက်နေ့မှာ PLA နဲ့မဟာမိတ်တပ်ဖွဲ့တွေကစတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့ဇွန်လ16ရက်နေ့မှာအပိတ်တိမ့်ပန့်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။စခန်းတိမ့်တိုက်ပွဲကာလအတွင်းမှာစစ်ကောင်စီဘက်က Jet Fighter ဝိုင်းတွဲဘုံကျဲလေယာဉ်တွေအပါဝင် MI-35 တိုက်ခိုက်ရေးယဉ်စက်တက်လေရီတွေနဲ့လေချောင်းကနေတိုက်ခိုက်မှု200ကျော်ဘုံသီးအလုံးရေ900ကျော်ကိုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်တိုက်ခိုက်နေတဲ့ဂျာကပြီးခဲ့တဲ့ဇွန်လ10ရက်နေ့မှာပဲတိုက်ပွဲအတွင်းလေချောင်းပစ်ကူနေတဲ့စစ်ကောင်စီရဲ့ F7 တိုက်လေရင်တစ်စီးကို PLA ကပြစ်ချနိုင်ခဲ့ပြီးလေရင်မှုတည်ဆုံသွားတာလည်းဖြစ်ပါတယ် ကန်နောက်ရဲစခန်းမှာအချက်အချာကြားတဲ့အာဆီယံလမ်းမကြီးပလဲကန်ကောလမ်းပိုင်းပေါ်မှာရှိပြီးတော့အဲ့ဒီလမ်းကအိန္ဒိယနိုင်ငံအထိသွားနိုင်သဖြင့်မဟာဗျူဟာအရာအလွန်အရေးပါတဲ့နေရာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါ့အပြင်ကန်ထောက်ရဲ့အနောက်မြောက်ဘက်မိုင်30ကျော်အကွာမှာစစ်ကောင်စီကာကွယ်ရေးပစ္စည်းစက်ရုံကာပါစာ23အနောက်တောင်ဘက်35မိုင်ခန့်မှာကာပါစာ24ရှိပြီးတော့ ကန်တော့ရဲစခန်းကဒုတိယအကြီးဆုံးရဲစခန်းဖြစ်တဲ့အတွက်ဘန်ကာများမိုင်းကွေများဂရုကျင်းများနဲ့ခန်းစစ်အထက်ထပ်ပြင်ထားတဲ့တပ်စခန်းဖြစ်ကြောင်းလည်းသိရပါဗျ။အဲ့ဒီတိုက်ပွဲကိုမြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ရမပင်ခရိုင်အမတ်၁၁တရင်စက်တင်နတ်တမရောပမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF ဒေါင်းနတ်နယ်စီမချာပျောက်ကြားတပ်ဖွဲ့နဲ့အညာမြေတပ်ပေါင်းစုတို့ကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ရှင်။ဆက်လက်ပြီးချင်းတော်လန်ရဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေအလုံးစီးလုံးညီညွတ်စွာဖွဲ့စည်းပြီးဗိုလ်ရန်သူစစ်ကောင်စီကိုတော်လန်တိုက်ထုတ်ရန်ချင်းတော်လန်ရဲ့တပ်ဖွဲ့၁၈ခုကမနေ့ကဇွန်လ၁၉ရက်နေ့မှာပူးတွဲကျင်းညာလိုက်ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာအကြမ်းဖက်စစ်တပ်မှပြည်သူအာဏာကိုလူယူသိမ်းပိုက်ထားတာကြောင့်ပြည်သူလူထုကို ဥဆောင်တဲ့ညွေဦးတော်လန်ရေးရဲ့ပန်းတိုင်ဖြစ်တဲ့အကြံဖတ်စစ်တပ်အမြင့်ပြတ်ချုပ်ငင်းရေးစစ်မှန်သော Federal Democracy ပြည်တော်စုပေါ်ပေါက်လာရေးမိမိတို့နယ်မြေလူမျိုးကိုကာကွယ်ရန်နဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိတဲ့ချင်းပြည်တိဆောက်ရေးတို့အတွက်ပောက်ဖွာလာတဲ့ချင်းတော်လန်ရေးတပ်ဖွဲ့များအားလုံးလေးစားဂုဏ်ပြုပါကြောင်းချင်းတပ်ဖွဲ့ရဲ့စုပေါင်းကြေညာချက်မှာဖော်ပြထားပါတယ်။လက်ရှိမှာ ချင်းပြည်မှာချင်းတော်လှန်ရေးလက်နက်ကင်အဖွဲ့အစည်းများအကြားမှာမကြာခဏအချင်းချင်းပွတ်တိုက်မှုဖြစ်ခြင်းအငင်းပွားမှုများလက်နက်ဖြင့်ဖြေရှင်းအဖြေရှာရန်ကြိုးပမ်းခြင်းလက်နက်ကင်အဖွဲ့အစည်းများနဲ့ပြည်သူတွေအကြားမှာစီးလုံးညီညွတ်မှုအားနည်းလာတာတွေကြောင့်ပြည်သူတော်လှန်ရေးခရီးအားနောက်နေမေးမိန်စေနိုင်တဲ့အပြင်ချင်းလူမျိုးတွေရဲ့တော်လှန်ရေးရည်မှန်းချက်ပန်းနိုင်ကိုလည်းကြရှုံသွားနိုင်ကြောင်းတတိပေးထားပါတယ်။ ဒါကြောင့်ຫນွေဥတော်လည်းလက်နက်ကင်အချင်းချင်းအကြားလေးစားမှု ရှိပြီးတော့ချင်းတမျိုးသားလုံးစီးလုံးညီညွတ်ရေးအတွက်အမြဲတမ်းမျှော်လင့်လျက်ရှိကြောင်းချင်းຫນွေဥတော်လည်းလက်နက်ကင်ဆက်ရှိဖွဲ့ကဆိုပါတယ်ဒါကြောင့်အချင်းချင်းကြားနားလည်မှုလွဲမားစေတဲ့အပြောအဆိုနဲ့အပြုမူတွေအားလုံးကိုရှောင်ရှား၍ဘုံရန်သူကိုယ်သာပထမဦးစားပေးတော်လန်တိုက်ပွဲဆင်နွှဲကြရန်နဲ့ ချင်းပြည်အတွင်းမှာရှိတဲ့နယ်မြေဒေသမျိုးနယ်စုအရေးတွေကိုတော်လှန်ရေးကာလအလွန်မှာနိုင်ငံရေးနှီးလန်းဖြစ်တာအပြေရှာရန်ဖိတ်ခေါ်ထားပါတယ်။ချင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေအလုံးစီးလုံးညီညွတ်စွာစုဖွဲ့ပြီးတော့ဗိုလ်ရန်သူကိုတော်လှန်တိုက်ထုတ်ရန်ချင်းလူမျိုးနဲ့ပိုင်နက်နယ်မြေတွေကိုခုခံကာကွယ်စောက်ရှောက်ကြရန်နဲ့ချင်းအမျိုးသားစီးလုံးညီညွတ်ရေးချင်းပြည်တိဆောက်ရေးအတွက်ချင်းပြည်သူ လူထုနဲ့အတူ ဆွမ်းဆွမ်းတမန်ကြိုးပမ်းဆောင်ရွက်ကြရန်အစင်းသင့်ရှိကြောင်းချင်းတော်လန်ရေးအဖွဲ့၁၈ခုကပူးတွဲကြေညာထားပါတယ်ရှင်။နောက်ဆုံးသတင်းတပုတ်အနေနဲ့ကရင်ပြည်နယ်ရိုက်ကော်မြို့မှာစစ်ဘေးဒဏ်ခံရတဲ့ရက်ကွက်တွေအတွင်မှာနေအိမ်ခြံဝင်းတွေမှာမြေမြုပ်မိုင်းအများဆုံးရှင်းလင်းနိုင်ဖို့အတွက်ငွေကြေးပေးရတယ်လို့ဒေတာခန်တွေကပြောပါတယ်။ငွေပေးရင်တော့မြန်တာပေါ့မဟုတ်ရင်ဟိုရွှေတီရွှေနဲ့ကြားတယ်။မိုင်းမရှင်းသေးပေမဲ့မနေရဲဘူးလေလို့ရိုက်ကော်မြို့ကန်တအူက သူတို့ကြုံတွေ့နေရတဲ့အခြေအနေကိုရှင်းပြပါတယ်။မိုင်းရှင်လေးရဲ့လုပ်ငန်းစဉ်မှာညံဆန်စေဖို့အတွက်ငွေကြေးပေးဆောင်ရတာကိုပြုလုပ်နေပြီးတော့ပေးဆောင်ရတဲ့ပမာဏကတော့အခြေအနေပေါ်မူတည်ပြီးတော့ကွဲပြားသွားတယ်လို့ဆိုပါတယ်။အဲ့ဒီငွေကြေးကို စစ်ကောင်စီလက်အောက်ကအင်ဂျင်နီယာတက် GE တက်ဖွဲ့တွေကိုပေးဆောင်ရတယ်လို့ဒေတာခန်တွေကပြောပါတယ်။ရိုက်ကော်မြို့မှာတစ်လေလုံးစစ်စင်ရေးမှာမြို့ရဲ့80ရာခိုင်နှုန်းခန့်ပြည့်စည်ခဲ့ရတယ်လို့ဒေတာခန်တွေကခန့်မှန်းပြောဆိုနေကြပါဗျ။လက်ရှိအချိန်မှာတော့ တခြားနီးစပ်ရာမြို့တွေမှာစစ်ဘေးရှောင်တဲ့ပြည်သူတွေကလည်းရိုက်ကော်မြို့မှာပြန်လည်နေထိုင်လာကြပြီးတော့နေအိမ်ခြံဝင်းအတွင်းမှာစစ်ကြံပစ်စည်းနဲ့မြေမြုပ်မိုင်းကြောင့်ထိခိုက်မိသူတွေရှိနေတာလည်းဖြစ်ပါတယ်။ရိုက်ကော်မြို့မှာရွှေတောင်၊နောင်ယာ၊မိုင်းလုံး၊မင်းစု၊ဈေးပိုင်း၊ရှမ်းပိုင်းစတဲ့ရက်ကွက်တွေမှာနေအိမ်ရှင်းလင်းရေးကိုဆောင်ရွက်လျက်ရှိပြီးတော့ဒေသခံတွေကိုပြန်လည်နေထိုင်ခွင့်ပြုကြောင်းလည်းသိရပါဗျ။ဒါ့အပြင်ဒေါ်ဥခု နတ်နတ်တော်စားတဲ့ရက်ွက်တွေမှာမကြမီပြန်လည်နေထိုင်ခွင့်ရတော့မယ်လို့ဒေတာခန်နေထံကနေသိရပါဗျ။မိုင်းရှင်းနာကညံချင်ရင်တော့ပတ်စံပေးရင်ရတယ်။ဒီတိုင်းဆိုရင်တော့တရက်ကို၃ချံလောက်ပဲဖိတယ်ဘိုလ်ဒူစာနဲ့ရှင်တယ်။ပြီးရင် GE ကမိုင်းဝင်ရှာတယ်။နောက်တော့စီပင်ကဝင်ရှင်းပေးတာပေါ့။စီပင်ကတော့ချန်ပြင်းပဲရှင်းပေးတာပါ။အဓိကကတော့ကိုယ်အိမ်ကိုရှင်းရတာပါပဲလို့ နောက်ထပ်ရိုက်ကော်မြို့ကတအူကရှင်းလင်းရေးလုပ်ငန်းစဉ်အဆင့်ဆင့်နဲ့ပတ်သက်ပြီးတော့ပြောပြထားပါတယ်။နေရက်ပြန်ဒေတာခံတွေကမိမိတို့ခြံဝင်းမှာဘေကင်းလုံဆောင်စွာပြန်လည်နေထိုင်ဖို့အတွက်မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကိုအ мян ဆုံးဆောင်ရွက်ပေးဖို့မျှော်လင့်နေကြပါရဲ့ရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလက်အောက်ကနေအ мян ဆုံးလွတ်မြောက်ကြပါစေရှင်။ that hit the sea. Say just what I'll do me. Chose out next to me. Favorite heat on Zoom at a that we base at me. How he goes, he tell you at me. Sara Kuni Pema, Kaura let me. Yeah, you do it up, baby. That did this on me. Yendu Ana Junya, Kimo Mikendi. Yendu Nyane Fred, Yendu Nyane Fred, Yendu Nyane Fred, ယုံကြည်သည်ဘာမတိဒီလိုကမွေးတဲ့အောင်စီပြီးလိုက်ဝဲလိုက်လေတိုက်ခိုင်းနိုင်ရမည်ငါတို့အားကိုငါတို့မြေယုံကြည်ကိုစီလက်တပေးကြတရေကောင်းပေါင်းလို့သည်တမိုင်းချပေးစက်ကြကတိပြုသစ္စာတိဒီလိုလူလူအပေါင်းပြီးစံစားပြရမည် နိုင်ငံတော်ကိုသူစစ်ချမီ ချော်မီဖေရေဒီရောစုအတွက်အသက်သွေးပေးဆက်မီတာဝန်ကိုစီထဲရွေးချော်မီစာရာကူကြီးပေးမှာထာဝရလက်တွေ့နီရဲ့ရင်သွေးတော့ပီပီသက်တိသစာကြီးရန်သူအားလားယူမြခြေမုံမြင့်ခြေမီမြန်ပြညာနဲ့ဆွဲဖြည့်စီကြီးယုံကြည်သည်ပါမတိ စီသည်ဘာမတိဤသို့ရောဝဲတဲ့အောင်စစ်သည်ဘယ်ဝဲရလဲနိုင်ခိုင်နိုင်ရမည်ငါတို့အားကုန်ငါတို့ရဲ့ယုံကြည်ကိုစီအသက်ပေးကြတဲ့ရေကောင်းလို့သည်မိုင်းချေပေးစတဲ့ဓာတ်ပြည့်ပြည့်သစ္စာတည်ဒီလူဘောင်းဒီစံတာပြရည် နိုင်ငံတော်ကိုသူစစ်ချနိုင်